အားလုံးမင်္ဂလာပါ The Burmese Blue Chelsea Channel ကနေပြန်လည်ကြိုဆိုပါရစေ Chelsea သင်းတိုက်စစ်ကဘာတွေလို့နေလဲမျှော်လင့်လို့ရပြီလားဆိုတော့ဒီနေ့ဆွေးနွေးပါမှာပါဒီ Chelsea သင်းကဒီ Leeds သင်းနဲ့ဘောမောနယ်ပွဲမှာ Leeds သင်းကိုရှုံးနေပြီးဘုံမောင်းကိုတေးကြခဲ့တယ်အဲ့လိုပွဲတွေမှာပုံမှန်ထက်ပိုပြီးတော့နှိမ့်ကြတဲ့ခြေဆွဲနဲ့အတူအမှတ်တွေအများကြီးဆုံးရှုံးခဲ့ရပါတော့ဒါထက်ပိုပြီးတော့ပြဿနာရှိတာကတော့ဒီကစားသမားတွေရဲ့စွမ်းဆောင်ရေးအသင်းလိုက်ကစားပုံတွေကဒီပြိုင်ပွဲရဲ့ final test စုံတွေမှာထိရောက်မှုမရှိဘူး ပြီးတော့ normal pass တွေကလည်းမမှန်ခဲ့တာကိုပြည်သက်တွေလည်းတွေ့ခဲ့တယ်။ဒါ့အပြင်မှာနောက်တက်အမှားတွေကလည်းသူအသင်းရဲ့ဂိုးတွေပေးရတယ်။အသင်းကလည်းဂိုးရဖို့ခက်ခဲခဲ့တယ်ဆိုတော့ဒီ Azomarska ရဲ့ Lucien အပြောင်းလဲလုတ်ခဲ့တာတွေလည်းပါတယ်ပေါ့နော်။ဆိုတော့အသင်းကရလဒ်တွေမကောင်းခဲ့ဘူး။တိုက်စစ်ကလည်းဂိုးမသွင်းနိုင်နေရလဲပြဿနာတစ်ခုဖြစ်နေတာပေါ့။ဆိုတော့အသင်းရဲ့တိုက်စစ်မှာဒီဘုံဘုံနဲ့ပွဲမှာကိုပါမာ ပြန်ပါလာပြီးတဲ့နောက်မှာအဆင်ပြေတယ်လို့ရှိပေမဲ့သူကရန်လည်းဒဏ်ရာကနေပြန်ပြီးကောင်းလာတာမကြသေးတဲ့အတွက်ကြောင့်ချစ်စွမ်းမိုင်းရုံးကန်နေရမျိုးရှိတယ်။အတင်းရဲ့နံပါတ်6တက်စမူလီယန်ဒီလက်ကလည်းဒီဘောမွန်နဲ့ပွဲမှာလက်မောင်းဒဏ်ရာရခဲ့တယ်။ဆိုတော့သူ့ကိုမက်ဂီယူနဲ့လူစားလဲခဲ့ရပြီးမက်ဂီယူဝင်လာတဲ့အချိန်မှာလည်းချက်စီးတဲ့တိုက်စစ်ကပုံမှန်တိတိတာပြောင်းပြောင်းလာမျိုးမရှိဘဲနဲ့တာမန်ပဲရှိရပေါ့နော်။နက်တိုလောက်ပဲညာချင်းကနေရုံးဝေးရမျိုးရှိတယ်။အဲကာနာချိုအနေငယ်လိုအပ်နေရမျိုးတွေရှိနေပေါ့နော်။ ဆိုတော့ဒီလက်ကြောင်းပြောရရင်တော့ तू ကချက်စီကိုရောက်လာတဲ့အချိန်မှာနမတ်ကိုဝေးရတယ်ချက်စီတင်းရလဲသူ့ကိုအာအားထားခဲ့တယ်မျောလင်းခဲ့ချက်စီပြိတက်တရားလဲမျောလင်းခဲ့တယ်ဒါပေမဲ့ဒီကလပ်ကဘာဖလားမှာကျတော့ချာဘက်ဒရိုကချက်ဆွမ်းပြခဲ့တယ်ဂိုးတွေလဲတွင်းခဲ့တယ်ပေါ့နော်ဆိုတော့လီယမ်ဒီလက်နောက်ပိုင်းမှာဒဏ်ရာရခဲ့တဲ့အပြင်အခုလမောင်းဒဏ်ရာပါတစ်ခေါက်ထက်ရတော့ဒီလက်ပေါ်မှာစိတ်ရှင်မှုတွေရပဲကုံဆုံးလာမျိုးရရှိမယ်ပေါ့နော်ဆိုတော့ ဂျောပက်ဒရိုကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာပုံမှန်ခြေစွမ်းရတာမျိုးတွေမရှိဘူးအသင်းရဲ့တိုက်စစ်မှာတိတိယောက်ကန်သွင်းမှုတွေအဲလူပေးတာတွေအက်ဆစ်တန့်လုပ်တာတွေနည်းလာတယ်သူကိုယ်တိုင်လည်းခံရချောင်းလာတော့မသိဘူးပေါ့နော်ရုံးကန်နေရမျိုးရှိတယ်ဆိုတော့အသင်းရဲ့တိုက်စစ်မှာတော့တိုက်စစ်မှာဂိုးသွင်းပေးနိုင်မဲ့တိုက်စစ်မှုတွေအားနည်းနေတယ်လို့ပြောရမှာပေါ့နော်မက်ကီယူကလည်းအသက်အတွေ့အကြုံငယ်ရွယ်သေးတယ်ဆိုတော့တိုက်စစ်မှာတော့လိုအပ်နေတယ်ဆိုတော့တောင်မန်နေဖြစ်ရင်ပက်ဒရိုနက်တို SD ဘာကို ်ဂျေမီကစ်တန်ကနာချိုရှိတယ်ပြီးတော့ထားရီချော့ရှိရပါတော့ဆိုတော့အသင်းမှာအထက်အားထားနေတဲ့တောင်ပိုင်းစားသမားကတော့ပက်ထရိုနက်တိုပါပက်ထရိုနက်တိုကသူပါတဲ့ပွဲစဉ်တိုင်းမှာသူတေချာရုံးပေးတယ်ဒါပေမဲ့သူ့ရဲ့ကျွန်တော်မြင်အားနေချက်ကတော့သူကတော့ဒီပွဲစဉ်80မိနစ်ကျော်လာတဲ့နောက်ပိုင်းမှာပွဲပန်းလာမျိုးရှိတယ်ဒါလည်းသူပွဲတိုင်းလိုလိုကစားရတဲ့အတွက်ကြောင့်ပွဲပန်းလာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီပက်ထရိုနက်တိုရဲ့နောက်မှာကစားတဲ့အက်စတီပါကလည်းသူဘာစီလိုနာပွဲမှာ အဲ triple club တွေလို့ Barcelona နောက်တန်းကိုကြောဖြတ်ပြီးတွင်းယူခဲ့တာရှိရဲအဲအဲ့နောက်ပိုင်းမှာဒီအသင်းငယ်နဲ့တွေ့ရပွဲတွေမှာကျတော့အစီဘောကဒီ list မှာဆိုရင်သူ့ကို look at နှစ်ယောက်သုံးယောက်ကတ်ထားတယ်ဒီညတောင်မန်းကနေကြော်လို့မရဘူး triple လို့မရဘူးထိုးပေါက်လို့မရဘူး final တက်ဆုံးအထိတော့မရောက်ခဲ့တာမျိုးရှိတယ်ပေါ့နော်ပြီးတော့သူ့ကိုစွပြီးကစားတဲ့အကြောင်းသူအဲကလေးစံတဲ့အပြုမူတွေဝါကက်တွေပဲရခဲ့တယ်ဆိုတော့သူ့ကိုအဲဒုတိယပိုင်းမှာလူစားလဲပြီးတော့အဲကစားခဲ့ရမျိုးရှိတယ်ဆိုတော့ညချမ်းမှာတော့ ဗက်ဒရိုနက်တိုပို့ဆက်လက်ပြီးတော့အကူရနိုင်တယ်။ဘဲချမ်းမှာတော့ဂျီမီကစ်တင်ရဲ့ကာနာချိုလောက်အဲကာနာချိုထက်မကောင်းသေးဘူးပေါ့နော်။ကြိုးစားဖို့လိုသေးတယ်ဆိုတော့ဒီကာနာချိုပဲဆက်သုံးသွားဖို့များတယ်။ဆိုတော့အသင်းရဲ့တိုက်စစ်မှာထီထီရောက်လုပ်ပြဖို့အာနဲနေတာနဲ့အတူကွင်းလက်မှာလည်းဂိုက်စီတို့ကအနိကက်ယူထားတဲ့အတွက်ကြောင့်ဒီမပါဝင်ပေးသေးနိုင်ဘူးပေါ့နော်။ဒီအတလန်တာနဲ့ပွဲမှာတော့ပါလာနိုင်ခြင်းရှိတယ်။ဆိုတော့ ဒီအတလန်တာနဲ့ပွဲမှာပဲချက်စီတင်းရလက်တွေပြန်ကောင်းလာမလားတိုက်စစ်ကပဲဘသူတွေကပွဲထွက်ပြီးဘသူတွေကဂိုးသွင်းသွားမလဲအန်ဆိုမာရက်စကာကပဲနီးစနစ်အပြောင်းလဲတွေစားသမားတွေပေါ်ကင်တွယ်မှု change just တွေလုပ်ပြီးတော့ပဲချက်စီတင်းရလက်တွေကောင်းသွားမလားချက်စီတင်းတိုက်စစ်ကပဲလိုအပ်ချက်ရှိနေသလား comment မှာဖြေခဲ့ပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်